Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Creation Channel နဲ့အားလုံးကို new teaser ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ9ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ပထမဆုံး Loyalty Tuition သတင်းတွေနဲ့ဆက်လိုက်ပါမယ် ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ပြည်သူလူထုကိုတက်ဖြတ်နေသောအချမ်းဖက်စစ်ကောင်စီအတွက်လက်နက်ခဲယမ်းများဝယ်ယူပေးနေသည့်ပွဲစားနိုင်ထွတ်အောင်ကမန္တလေးမဟာမြတ်မြို့နီဖျားကြီးတို့ရွှေသုံးပိတ်တန်းနဲ့7,600လူတန်းမှုမှာကုသိုလ်ဒါနမမြောက်သောဘာသာရေးကုထုံးလုပ်မှုအဖြစ်နေဦးတော်လိုင်းရဲ့ဘာသာပေါင်းစုကိုရမဆရာတော်ဦးဝါရမမဝေဖန်မိန့်ကြားထားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်နော်အဲတော့အချမ်းဖက်မင်းအောင်လိုင်းကိုဖားပြီးတော့ဗောနော်ဒီမဟာမြတ်မြို့နီဖျားမှာအလူငွေတွေပေးပေးမယ်လေဒါက ုသူမဖြစ်ဘူးဆိုတာကိုတုံ့ပြန်တော့တုံ့ပြန်ပေးထားဖြစ်ပါရဲ့နော်အဲ့တော့လူတွေတက်နေတဲ့လက်နက်ခဲရဲတွေကိုဝယ်ပြီးမှပါနော်မင်းအောင်လိုင်းစီမှာမျက်နှာချုပ်သွေးနေတဲ့သူပဲဖြစ်ပါရဲ့နော်နောက်ထပ်သတင်းဘုတ်ကလည်းစကိုင်းတိုင်းပလဲမြူနယ်ကန်တော့ရဲစခန်းကိုတော်လိုင်းတိုက်ပြဝိုင်းထားနိုင်ပြီဖြစ်ကြောင်းသိရပါတယ်တဲ့စစ်သားရင်းနေပြူပူပေါင်းအင်အားတရာဝန်းကျင်ခန့်ရှိတဲ့ကန်တော့ရဲစခန်းကိုဇွန်လ9ရက်နေ့မှစ၍တော်လိုင်းတပ်ဖွဲ့များကတိုက်ခတ်လက်ရှိရာယနေ့ဇွန်လ9ရက်နေ့မှာပေါ့နော် တိုက်ပွဲပြင်းထန်နေကြောင်းဒေသတော်လိုင်းသူကပြောပါတယ်ဗောနော်အဲ့တော့ဒီကန်တော်ရဲစခန်းကိုဝိုင်းထားတဲ့အခြေအနေကြီးရောက်နေပါပြီနော်အဲ့တော့မကြာခင်လည်းတိမ့်မရရှိတော့မှဖြစ်ပါတယ်နောက်ထပ်သတင်းပုဒ်ကတော့ဗကိုးတိုင်းချို့ပင်မြောက်ချို့ပင်ကောင်းမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ body ကုန်းယူရလက်နက်ကင်အုပ်ချုပ်ရေးမှုမောင်ငိမ့်ဆိုတဲ့ကောင်ကိုပြစ်ခတ်တိုက်ခိုက်လိုက်လို့တေဆုံးသွားပြီးလက်ပစ်ပုံနှလုံးမှာသိမ်းဆည်းရတယ်လို့သတင်းရရှိပါတယ်နော်။အဲဒါပြည်သူတွေဒုက္ခပေးတဲ့ကောင်တွေကတော့အခုချိန်မှာဆိုရင်အဝီစီထဲမှာကြိုးကပ်နေပါပြီနော်။ ကဲကျွန်တော်ပထမအဆုံးသတင်းတစ်ပုဒ်ဒီနေမှာနော်ဒီဘိုးကြီးမျိုးစေ့တင်ပြတုံးသက်ထားတဲ့သတင်းတစ်ထောင်ကြီးလောက်နော်ဒီကပြပြခင်ဗျာခင်ဗျာဒီနေ့ကျွန်တော်တို့လေးတော်လိုင်းရေးတဲ့ရေးခြင်းကမြင်းဆုံးအကျန်းဆုံးအခြေအနေကိုရောက်ရှိနေပါတယ်ဆုံးဖြတ်ပေးနိုင်တဲ့ကာလကိုလည်းအလွန်စွာနှီးကပ်လာပြီဖြစ်တယ်အဲ့တော့အတီထွက်အရှင်ထွက်တခုခုနဲ့မကြခင်ထွက်ရတော့မှဖြစ်တဲ့ဖက်စစ်ဂျန်ဖက်တာကဘူးဆိုရင်အစိုးရဆုံးရက်ဆက်ဆုံးနိလန့်တွေကိုအသုံးပြုပြီးတော့ ့သူတို့ခြေမုန်းလို့ရနိုင်မဲ့နေရာတွေကိုအပြင်းထန်ခြေမုန်းနေပါတယ်ကျွန်တော်သုံးသပ်ကြည့်ရတာကတော့ကျွန်တော်တို့ရဲ့အင်ဂျင်ကြီး community နိုင်ငံကြီးတစ်ခုရဲ့ရေရှည်ဂျီမန်းချက်တစ်ခုပေါ်ဆောင်ရန်အတွက်မြမာပြည်ကလူငယ်လူလတ်တွေအားလုံးကိုငငယ်ရွယ်ရွယ်နဲ့ဟောပေါ့ငငယ်ရွယ်ရွယ်နဲ့ပျက်စီးသွားအောင်ပေါ့ဒီဘက်မှာဒေတာဖြစ်ဖြစ်ကိုယ်လည်းငါချွတ်တဲ့သားဖြစ်ဖြစ်လူငယ်လူရွယ်ထောင်တောင်းချီပြီးတော့တည်ကြည်ပျက်စီးဖို့ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတယ်လို့ သုံးသပ်ရလောက်အောင်ပဲဘူးကျွန်တော်တို့ဖြစ်နေတဲ့လူ့တလိုင်းတော်တွေမှာလူငယ်ပေါင်းထောင်တောင်းချီဟာဘဝပြည့်အသက်ဆုံးကိုလည်းအင်္ကာတွေပြည့်ရင်းနှစ်ဖက်ပျက်စီးနေကြပါတယ်နှစ်ဖက်ကဖက်စစ်အာဏာရှင်အကြမ်းဖက်စစ်ကောင်းဆောင်တွေဟာအာဒီဖက်စစ်မိစ္ဆာယူဝါဒရှိတဲ့နိုင်ငံကြီးတွေရဲ့ပံ့ပိုးမှုနဲ့ဆက်လက်နေပစ္စည်းခင်ဗျာဒီပညာမြင့်ပစ္စည်းတွေဖျားပေးပစ္စည်းတွေနဲ့ကျွန်တော်တို့ပြည်သူတွေကိုခြေမုံတိုက်ခိုက်နေပါတယ် ဲဒါပေမဲ့သူတို့ရဲ့စစ်မျက်နှာပြင်အများစုဟာဆုံးရှုံးနေပါတယ်ဥပမာဆိုရင်အာရခတ်တတော်ရှိတဲ့ရာရခပြည်အယာရီတိုင်းနဘဂိုတိုင်းအစကချင်ပြည်နယ်စကိုင်းရွေပြည်ပြည်ပြည်နယ်ဒရင်သာရီဒေသရှမ်းပြည်နယ်အချို့စိတ်ပိုင်းဒီနေရာမှာတော့ဖက်စစ်တပ်ဟာဒီချုံနေနေပြီမဲ့ကျွန်တော်တို့ရှိတဲ့ဒီဂရနီဒေသကိုတော့အမြင့်ထံသူတို့ထိုးစစ်ဆင်နေပါတယ်ဟာလည်းပဲသူရဲ့တန်တမန်ကြီးရာရထိုင်းနိုင်ငံကြီးနဲ့ဆက်သွယ်မှုတွေနောက်ဆုံးကြံတဲ့ပြည်နယ်ဖြစ်လို့ပါ ရှမ်းပြည်နယ်နဲ့ဆက်ဆက်တဲ့နေရာစစ်ကောင်စီတွေအာဏာစက်မရှိတော့ပြည်ပြည်နယ်နေဆက်အပုံနီးပါးပြန်ရွတ်တင်းပြီးပြီတနင်္သာရီကဒေသတခွင်လဲတော်လိုင်းတပ်ဖွဲ့တွေကတိပိုက်ဆုံးမထားပြီးဖြစ်တယ်အဲ့တော့ Greenie ဒေသတခွင်ဒါထိုင်းနေဆက်တခြားသူတို့ဆွတ်လွတ်လိုက်ရပြီဆိုရင်ထိုင်းဆိုရရဲ့တန်တမန်ရေဆက်ဆံမှုနော်ဆိုရဖြစ် legitimacy အတိမတ်ပြုမှုအားလုံးကိုသူတို့ဆုံးရှုံးမှာဖြစ်တယ်အဲ့တော့မလို့ Greenie နဲ့ရှမ်းတောင်ဒေသကိုအပြင်းထန်ရဲဆက်ဆက်နေနေတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ ပြည်သူတရားလုံးအနေနဲ့ရင်းနှီးဒေသစံတော်ဒေသဟာလူ့တော်လိုင်းရေးအတွက်အထူးအရေးကြီးတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်။ပြည်သူ့ရဲ့ပါဝင်ကူညီပံ့ပိုးမှုအာရုံစိုက်မှုနဲ့နိုင်ငံတကာကနေပြီးတော့လက်ရှိဖြစ်နေတဲ့နောက်ဆုံးအဆုံးသတ်တိုင်းပြည်ဒီထက်ပိုမိုပျက်စီးပြိုကွဲမသွားအောင်ဝန်ရဆောက်ကြည့်နိုင်တဲ့ဆောက်ကြည့်ရန်နေရာတွေရှိကိုအတိပေးနိုင်မှုဒါတွေအားလုံးကိုကျွန်တော်တို့ချိန်သားခိုက်စီစဉ်ပြီးတော့အခုဒီပြည်နယ်တော်တွေမှာရှိတဲ့တလိုင်းတက်တွေကိုခွန်အားဖြည့်ပေးကြစီချင်ပါတယ်။ခရင်ရိတ်ခါစေဝါ 那都好，一边来地上一堆，大树嘞，边是树盘木，还有一个过年阿边那个咯，叫那皮皮麻古堆椒你也来了，是香皮头的也，几爪子开开皮吧。工作人员不晓得也拖些，得敲家，得敲家吧。我说，得那么拼命的推销起来，又阿妙，边上是烂麻吉的敲果子咯，喊价子好没有收没劲咯。袋子，包，呃，包袋袋的，路标么嘞，么背标子嘞，店面么叫阿的，包袋一大的敲果。 မိုက်တိုက်အသုံးချပြီးတော့အသေးခံပြီးတော့အသေးခံခိုင်းပြီးတော့ရှေ့ကထိုးတက်ပြီးတော့အာပြည်တော်စုမာပြည်တော်မြောက်လမ်းမတချို့ကရွာတွေကိုပိုးစစ်ဆင်နေတာရှိပါတယ်အဲ့တော့ရွာတိရောတော်တော်များများခုဆိုရှစ်ချောင်းဘွားနဲ့ထွက်ပြေးနေကြပါတယ်ရှစ်ချောင်းဘွားနဲ့ထွက်ပြေးတော့ဘာဖြစ်လဲရာသီဥတုကလည်းဆိုးရွားနေတယ်ရိတ်ခါတွေစားဝဲဆက်လိုက်ခါတွေတွေ့လဲဈေးဝယ်တာလည်းအမတန်ကုန်စင်းတော့ကြီးမြင့်နေတယ်ဆိုတော့ပြည်သူတွေဘွားဒီမိုးရာဒီမှာဒီရှစ်ချောင်းပြည်သူတွေဘွားအတော်ကြီးကိုခက်ခဲရုန်းကန်နေကြတာတွေ့ရပါတယ် မတော်နိုင်ငံတကာရောက်ပြည်သူတွေနိုင်ငံတကာအစိုးရအနေနဲ့ဟက်ဆက်အကြံဖက်မင်းအွန်လိုင်းအုပ်စုရဲ့နောက်ဆုံးချိန်ဒါထွက်ခတ်ခတ်တဲ့သဘောနဲ့ရက်ဆက်ရုံမှာရန်ကန်မှုတွေကိုပုံမအရှိန်တိုးမြင့်မသွားအောင်ပြည်သူတွေအထက်နိနာဆုံးရှုံးမှုကိုပုံမဆိုးဝါးမသွားအောင်နောက်ကြာရှည်တဲ့ပြိပကအသွင်ဆောင်တဲ့အနေအထားမျိုးမရောက်သွားအောင်ဒီပေါင်းစုံခွင်းလန်းပေါင်းစုံတို့ပြီးဝိုင်းဝန်းကြိုးစားပေးကြပါလို့ကျွန်တော်အနေနဲ့ပြတာရဲခန့်ချင်ပါတယ်ကျွန်တော်တို့ပြည်သူတွေနဲ့ထပ်တူရှိနေပါတယ်ဆက်ဆောင်ပြည်သူတွေနဲ့ဟောနောက်တခါတော်လန်တော့သူရဲ့ကောင်းတပ်ဖွဲ့တွေနဲ့ဟောအားလုံးအတူတူရှိနေပါတယ် ကျွန်တော်တို့ပြည်သူတွေရဲ့ခွန်အားနဲ့ကျွန်တော်ရှေ့ဆက်သွားပါမယ်။တေချာတော့မကြခင်မှာကျွန်တော်တို့ရောင်ရီထွန်းလင်းလာမှာဖြစ်ပါတယ်။ကဲဒါကတော့ဘွေးနေမျိုးစင်ပြောသားတဲ့တင်းမဲဖြစ်ပါတယ်နော်။အားရစရာကောင်းပါတယ်။ကဲနောက်တစ်ကြောင်နားထောင်မဲ့သတင်းကတော့အခုဇော်ဘုံဟောင်ဖန်ခါနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပေါက်ဂရုံးကိုမေးကြတာပေါ့နော်အဘလို့လဲမလိုက်ဘူးလားမမေးကြဘူးလားမကယ်ပေးဘူးလားမေးတဲ့ခါမှာပေါက်ဂရုံးကလည်းသူဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဘာတွေပြောတာချင်တာတော့ကြည်လားဟုတ်ပြီဆိုတော့ဒီတက်မလို့ရဲ့ 2020နှစ်လောက်မှာကိုဇော်ဖုန်းရပေါ်ပေါက်လာတယ်နော်ကိုဇော်ဖုန်းနဲ့ဦးသိန်းတို့ကလင်းကားလောက်သုံးဘူးတယ်လင်းကားလောက်သုံးဘူးတယ်ဒီလူရဲ့စင်းစိတ်တက်ကတော့ပေါက်ပါတယ်စင်းစိတ်တက်ကမှန်ပါတယ်နော်ဒါမှလည်းကိုဇော်ဖုန်းကြီးလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးသိန်းတို့ကအခုလို့လဲဆိုကိုဇော်ဖုန်းကြီးလိုက်လွတ်တဲ့အခါမှာဦးသိန်းအထင်ကတော့ movie မှာလိုက်လွတ်နေလို့ပဲထင်တာတောက်ပြီးမှလေအဲ့ဒါကိုဇော်ဖုန်းကြီးအခါတလေပေါ့နော်မစင်ဂျင်နာလေးတွေလည်းရှိတယ်ဥပမာဆိုကြပါစို့ဇဂိုင်းနမခတိုင်းတိုင်းမှာဆိုလို့ရှိရင်ဒီလိုဒါ ဒီပလေးအနေနဲ့ဘာတွေနဲ့ပြရနေရဆိုတာဘယ်နေရာလဲဆိုတော့ဒါလူတိုင်းကတည်တယ်စတားလိုက်တည်တယ်ဥစဉ်တော်တည်တယ်ဆိုစတားလိုက်တည်ရတာပေါ့နော်အမျိုးလေးတွေလည်းရှိတယ်ဘိုးဆိုဘိုးရဲ့စင်းစိတ်တက်ကမှန်တယ်စင်းစိတ်တက်ကသူများပေါ့ကူညီခြင်းနဲ့ဆက်ရှိတယ်ဆိုတော့ဒါတမတော်ဘိုးလည်းဒါသူများတွေပြောလို့ဘိုးဆိုဘိုးရမှာ PDI နဲ့ဆက်တွဲနေရဝန်ဆက်တော့ဒါတော့လုံးဝလုံးဝဥစဉ်တော်တော့လုံးဝလုံးဝမဟုတ်ဘူးလို့ပဲဥစဉ်တော်တော့အကျွေးမဲ့ဘိုးဆိုဘိုးကိုယုံကြည်တယ်အဲ့တော့ဘိုးဆိုဘိုးနဲ့ပတ်သက်ပြီးမှဆန္ဒပြဗာကြများရတယ်ပြောနေကြတယ်ဘိုးဆိုဘိုးကိုပတ်သက်ယူဆန္ဒပြတဲ့အလှဟာမှမဟုတ်တာ ကိုတော်ဘုန်းကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစားရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့တိုက်သွားရမှာလေအတနာခံစားတရားမယ်ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲအဲ့တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပတဲ့ခါတွေကိုပြောချင်တယ်ဒါပဲပါလာပြလိုက်လမ်းစဉ်ဥစဉ်ပြေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိတော့တယ်ဗျာနော်အပြာတော့ဆို160လောက်ရှိတော့80လောက်တော့ရှိမှာဗျာလင်ငါးတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ် အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ကျန်တဲ့နေရာနိုင်ငံတွေကဆိုလို့ရှိရင်လမ်းစိကရုရှားလောက်တော့ဈေးမကြီးတော့ဘူးအော်လမ်းစေးရောစားစေးရောဥစဉ်အာမခံမယ်ငါကုသိုလ်ဘွေးပြီဆန္ဒပြပါလေဗျာကုသိုလ်ဘွေးဆန္ဒတောင်းဆိုပါလေဗျာဆန္ဒပြယူတောင်းဆိုဥစဉ်လမ်းစေးကိုခံမယ်နော်ရှင်ဖေကဗျာရရလို့တော့နော်ဗျာရအောင်မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့တက္ကရာမှရှိတယ်နော်ဥစဉ်တက္ကရာမှကိုထိုင်လဲရွှေလုတ်တရတက္ကရာပဲနော်အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်ဒီဘက်ကနေဆန္ဒပြဗာပြဗာလို့ကုသိုလ်ဘွေးကုသိုလ်ဘွေးရဲ့မားလားမားလား ဥသောဘုန်းကြီးဒီဆဲတဲ့အခါဒီမှာတားမားတယ်နော်ဆဲတဲ့အခါဒီမှာမားတယ်ဘာမားတိုက်မှုမကျင်တဲ့တိုက်မှုတအုပ်တွေကိုပြောဂျီဝဲမကျင်တဲ့ဂျီဝဲဘုံကျုပ်တအုပ်မကျင်တဲ့ဘုံကျုပ်တအုပ်တွေကိုပြောဥသင်းတို့လည်းပြောတာပဲနော်ဥသင်းတို့လည်းပြောတာပဲခဏလို့တိရမှာပဲတုံးတက်ထားတယ်အများကြီးပဲဥသင်းတို့လည်းများအဲ့တော့ဥသောဘုန်းကြီးကိုဥသင်းကသူ့ရဲ့ကုသောဘုန်းကြီးရဲ့ခဲမရှိပါလေမြစ်ကြီးပါဟုတ်တယ်တမျိုးအပြင်မှာလည်းကုသောဘုန်းကြီးအဲ့လိုကြီးမပြောနဲ့ဟုတ်လား ဦးစင်းလည်း live တွေကြည့်လဲ။ဟုတ်လား။ live တွေကြည့်လဲ။တိုင်းမှုတွေကဆက်ကြအောင်နေမို့ဘူးဘာဥစ္စာဦးစင်းပြောခဲ့တာတွေအများကြီးပဲဗျ။အများကြီးပဲကုသိုလ်ဖွဲ့ကိုခဲ့။ဘာဖြစ်လို့ကုသိုလ်ဖွဲ့ကိုဒါမှမပြောလဲ။ကုသိုလ်ဖွဲ့ကိုဦးစင်းခင်းလို့တတိပေးတာခင်းလို့ပြောတာဗျာနော်။ခင်းလို့ပြောတာ။ဟောသူရန်ကုန်စန္ဒရန်ကုန်ကသူတရားရင်ဆိုင်သွားတဲ့အခါမှာတော့မှအဲ့အန်ဒီရဲ့နဲ့သိုးရင်ရတဲ့အတွက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့မှဥစဉ်ကရန်ကုန်ကတက90ကိုကိုစော်ဘိုးကြီးလာလို့ရပြီလို့ဝိုင်းရပေးလိုက်နော်။မမမှုခါရဆွဲထားတယ်။မမမှုခါရလည်းငါနဲ့ယင်းကြီးရဲ့တကာမှာပဲလို့။အမင်းသားကြီးကလည်းငါနဲ့ယင်းကြီးရဲ့တကာပဲလို့ ဲ့လိုငါမမမိုးခိုင်ဘက်ကမမမိုးခိုင်ကကိုစောဘိုးရဲ့အတက်အလေကိုဘယ်လိုကာကွယ်ခိုင်းတာကျန်တဲ့အပိုင်းကငါနဲ့မဆိုင်ဘူးလို့ဒီလောက်ထိဥစဉ်လိုက်လို့လည်းပြောထားတာရှိပါရဲ့နော်အဲ့လိုလည်းပြောထားတာရှိပါတယ်ဒါဥစဉ်တို့ကအကုန်လုံးကိုလည်းဥစဉ်တို့အနေနဲ့ပြောပြီနောက်ဆုံးပြောပြီပဲဥစဉ်ကိုတော့ပြောရလူတွေရှိတာပဲပြောမှာပဲလေလူတို့မျက်စိထဲမှာဥစဉ်ကအပြစ်လုပ်ထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်တော့ဒါနဲ့ဥစဉ်ကိုကပြန်ညာနေမှာပြောတယ်ပြောတယ်နောက်ဆုံးကျတော့မပြောချင်တော့ဥစဉ်လဲဟုတ်လားပြောအချင်းချင်းနေလေဘယ်သူကဝန်တာမှာလဲခုဘက်ကဝန်တာမှာပဲ ြည့်လေမစီတို့ဘာတို့ဟိုအတော်တော်များများတင်ကြတယ်ဗျာဘောဘိုးကြီးနန်းရွနဲ့မှာထုတ်ခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာတဖူးရောက်နေရပဲဆိုင်ထုတ်တော့ပါအော်တူတူကပဲလူစီတိုက်ကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲ့ကိုသောဘိုးကြီးနဲ့အတူပါသွားတဲ့တခါတယောက်ရှိတယ်အဲ့ကိုကျော်စိုးရဲ့ကြီးသူဆိုဘာပြစ်မှမရှိဘူးနော်ဘာပြစ်မှလည်းမရှိဘူးမရှိဘူးအနခေါ်ရတယ်ပါသွားတော့ဗျာအနေအနေရှိရကျူဆိုတော့နော်ဦးစင်းတို့ကကိုသောဘိုးကြီးအတွက်က50 50ပဲကိုသောဘိုးကြီးအတွက်မလုပ်ရမလဲအတနာကံစာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံစာရေးပေးကြ ခွန်းလို့ဖို့ပါအတွက်နော်ခွန်းလို့ဖို့ကခွန်းလို့ရခွန်းလို့ပေးလို့အရာရှိတယ်ခွန်းမလို့လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတနာကန်သားတွေမေတ္တာရက်ခန်သားတွေရေးလို့ရှိရင်တော့လူကြီးတွေလည်းကဲဘာပြောပြောနော်ခုစီမှာဆိုရင်တို့ရဲ့ပေါက်ဖော်ကြီးတို့ရဲ့တကယ်ချင်းဇော်ဖော်ဖန်ခံကိစ္စနဲ့ပတ်သက်ပြီးတော့နော်တို့အကူအညီတောင်းဖို့ပြောတဲ့အခါမှာဘယ်သူမှမကူညီနိုင်တွေ့ရပါပဲနော်အဲ့တော့ချမ်ပတ်စစ်တက်ကဒီလိုမျိုးပဲနော်သူတို့ဖမ်းကျင်တဲ့အချိန်မှာကြိုက်တဲ့ဥပဒေထိုးပြီးဖမ်းနေတာဖြစ်တဲ့အတွက်ပေါက်ဂရုလိုမျိုးကောင်မျိုးတော့မှဘာမှလုပ်လို့မရဘူးဆိုတာသိကြပါတယ်နော် ဲနောက်ထပ်လဲပေါ့နော်ဒီအခုဆိုရင်ဘောဘမောင်မောင်ကလည်းစစ်တက်ထဲမှာပေါ့နော်ဒီစစ်ဘိုလ်ရဲ့မယားကိုဒီအထမပြုတ်သွားတဲ့ဒီစစ်နောက်ထပ်စစ်ဘိုလ်တယောက်ပေါ့နော်သူ့ရဲ့အမှုနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောထားတယ်နောက်တော့ကြည့်လောက်နော်အဲဘယ်လိုခေါ်မလဲဆိုတော့တခက်အောင်ဆိုလို့ရှိရင်နေရှားဆောင်စခန်းတွေကိုပို့တယ်အပို့တဲ့ခါမှာရဲတွေကနှစ်နှစ်ဂရိစကားနဲ့သူတို့သွားပေးရတယ်နှစ်နှစ်ဂရိစကားသူတို့လည်းအေးဟုတ်တယ်နှစ်နှစ်သူတို့သွားတာဝန်ထမ်းဆောင်ပေးလိုက်မယ်အဲသူတို့နှစ်နှစ်ပြီးလို့ရှိရင်နောက်ထပ်နှစ်နှစ်တမားတွေကလာကြမယ်ဒီလိုမျိုးပဲသူ့ရလက်ပတ်စီးစင်းတယ်လို့မျိုးပဲ ဂရိတ္တစာလည်းပဲစဉ်းစားနေရမှာဖြစ်တယ်။သို့ပါတော့လည်းပဲအခုအဲသူတို့ယုံကြည်အားကိုးတဲ့လက်နက်ကိုင်အဖွဲ့အစည်းနာဆကကသူတို့ကိုပြန်ပြီးတော့ဂရိတ္တစာဖောက်တယ်လို့များသူတို့မခံစားရဘူးလားဗျာเนาะအခုဆိုရင်သူတို့ခံစားနေရပုံစံကသူတို့ရောက်တာနှစ်နှစ်ဂရိစကားနဲ့သူတို့အဲစစ်တွေကိုရောက်တယ်ကြောက်ဖြူကိုရောက်တယ်အဲ့တော့ဒီနှစ်နှစ်ကပြည့်လို့နောက်ထပ်နှစ်နှစ်ကြာတော့လေပြန်မလားမလဲနောက်ထပ်နှစ်နှစ်လည်းမပြန်အောင်နောက်ထပ်နှစ်နှစ်လည်းမပြန်အောင် အဲ့တော့နှစ်နှစ်ဂရိစကားနဲ့ရောက်ခဲ့တယ်6နှစ်ကြာတဲ့အထိမပြောင်းရဘူးဖြစ်နေတယ်အဲ့တော့ဒီစစ်တီတွေအနေနဲ့ကမျက်နာကြည့်ရပါဘောနော်ဟိုဥမာပြည့်နောက်မှာဟိုကြောပဲရှိလို့များသူတို့ကိုဒီတိုင်းထားတာလားအဲ့တော့သူတို့အနေနဲ့စဉ်းစားကြည့်ပြီအဲ့တော့อืมတက်မလို့ကသူတို့ကဂရိတ္တစာဟိုလိုချင်ရင်တက်မလို့ကသူတို့ပေါ့ဂရိတ္တစာတီးဖို့တော့မလိုဘူးလားဗျာเนาะဂရိတ္တစာဆိုတာနှလန်းသွားဖြစ်ရမှာလीเนาะအဲ့တော့ လောက်ငယ်သားလေးခင်ဗျာမနှစ်နှစ်နဲ့ရောက်နေပြီးတော့အခုချိန်6နှစ်တိမပြောင်းအောင်မိသားစုကိုလည်းလွမ်းလာပြီသားသမီးကိုလည်းလွမ်းလာပြီအမေအဖေကိုလည်းလွမ်းလာပြီသူတို့ဘက်ကလည်းခင်ဗျာကိုချင်းစာကြည့်ပြီးဖို့လိုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဆက်လက်ပြီးလေ့လာကြည့်တယ်ဗျာလေ့လာကြည့်တဲ့အခါမှာအဲအထက်ရာရှိပေါ့နော်ဟိုအထက်ရာရှိခေါင်းဆောင်တွေကလည်းဒါမျိုးတော့သူတို့ဂရီးသစ္စာမမဲ့တော့ပါဘူးလို့ကျွန်တော်ထင်တာပေါ့ဗျာနော်ထို့သူအောက်ချအောက်ချကလည်းသစ္စာရှိသစ္စာရှိအလေကနေပြီးတော့ ဲ့တော့ကြားရတိုင်းပေါ့နော်တက်ထဲမှာဖြစ်နေတယ်ဒီကြီးနိုင်ငံညင်းနေရအများနဲ့ရှိနေတာဖြစ်ပါတယ်နော်အခုဆိုရင်ထိမ်းမြောက်ဖွက်မြောက်ပြုတ်မြောက်လုံးလို့တော်တော်လေးကိုနောက်ထပ်သတင်းတစ်ပုဒ်ကတော့ ILO 33နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြည်သူတွေမထိခိုက်အောင်ဘယ်လိုမျိုးလှုပ်ထားလဲဆိုတဲ့အကြောင်းအရာတွေရှင်းပြထားတဲ့ဟာနားတော့ကြည်လာအောင်နော်ဟုတ်ကဲ့ဟို article 33ပေါ့33ဆိုတာတော့ဒီ ILO ကဒီပြတ်ထန်းထားတယ်ပေါ့ဗျာ convention တွေကိုလက်မှတ်ယူလို့ဒီလိုရတဲ့နိုင်ငံတွေနဲ့ လိုက်နာအကောင့်တွေပေါ်ဖို့လိုတာပေါ့နော်လက်နဲ့အကောင့်တွေပေါ်ဖို့ပြက်ကွက်တယ်ဆိုလို့ရှိရင်ပြက်ကွက်တဲ့အကြောင်းကိုသူကဒါကိုထောက်ပြတာနော်အဲထောက်ပြပြီးတော့မှသူတို့ကကာလာတစ်ခုတည်းပေါ့သူတို့သူတို့ပြောတဲ့အတိုင်းပူပေါင်းဆောင်ရွက်မှုတွေမလုပ်ဘူးဆိုရင်တော့အဲလိုအပွဲဝင်နိုင်ငံတွေကနေပြီးတော့ဒီနိုင်ငံကိုအဲဟိုအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ဆိုပြီးတော့တိုက်တွန်းတာမျိုးဖြစ်လာတာနော်ဖြစ်လာတဲ့အခါကျတော့ဒါရဲအနေနဲ့တော့ Article 33ကဟိုအရေးယူပိတ်ဆို့တဲ့အဲစီးပွားရေးရပဲပဲအရေးယူပိတ်ဆို့တဲ့ဟာမဟုတ်ဘူး နော် convention တွေကိုလိုက်နာဖို့ပြက်ကွက်ကြောင်းထောက်ပြတာဖြစ်တယ်အဲ့ဒါဆိုရင်အဲ့ဒါကာလတစ်ခုတည်းအတာကိုပြန်ပြီးတော့ဒါလက်တွေ့အကောင့်တွေပေါ်ဖို့လိုတယ်ဆိုတဲ့အပိုင်းဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဟိုပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းဒီကိစ္စကိုကျွန်တော်ဒီတဲမှာသူနည်းကြရရောအများကြီးလုပ်ခဲ့တယ်ပေါ့ဒီအချက်ကတော့ကျွန်တော်တို့ဒါမဖြစ်ခင်မှာကျွန်တော်တို့စီကို EU ရဲ့အထူးပို့စလဲလာပါဒုက္ခတွေလာတဲ့အခါကျတော့ကျွန်တော်တို့ EU အထူးပို့စလဲနဲ့အဲကျွန်တော်တို့အပါဝင်တခြားအလုပ်သမားအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ EU တန်ရုံမှာကျွန်တော်တို့တွေ့နေဖြစ်ပါ၃နိုင်ကြပါ တို့နေ့ပြန်ကြတော့ဒီ article 33နဲ့ပတ်သက်တဲ့တို့ဒါကျွန်တော်တို့မေးခဲ့တာတွေလည်းရှိပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကပြောချင်တာကတိချက်ကကျွန်တော်တို့ပါပြောတာလဲဆိုလို့ရှိရင်ဒီ ILO ကဒီထောက်ပြတဲ့ထောက်ပြချက်တွေဟာကျွန်တော်တို့ကအဲ့အရာတွေကိုကျွန်တော်တို့ကမငင်းပယ်မှန်တယ်ဆိုရအနေနဲ့ပေါ်ပြပြလုပ်ငန်းရှင်တွေပဲပဲပေါ်ဒီ article 33နဲ့ပတ်သက်တဲ့ဒီထောက်ပြချက်တွေ ILO convention တို့လိုင်းနာဆောင်ရွက်မှုမရှိဘူးတက်ကွက်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကအဲ့အရာကိုလက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့မှာတစ်ချက်တည်းပြောခဲ့တာကဒီလိုတက်ကွက်မှုတွေရှိနေတယ်ဆိုတာက ဟလာဒီ2021နောက်ပိုင်းမှာဖြစ်တာလည်းမဟုတ်ဘူး1962ကနေတစ်ချောင်းလုံးဒီဘက်မှာဒါတွေကကျေကျေပြန့်ပြန့်ဖြစ်လာတာတစ်ချောင်းလုံးဖြစ်လာတာဟိုဒီ ILO convention တွေကိုဘယ်တော့မှအပြည့်အဝမလိုက်နာခဲ့အဲ့ဒါတွေကိုလိုက်နာဖို့ဆိုရင်အဒီ ILO ကနေရောနီလန်းပေါင်းစုံနဲ့သူတို့ဒါအကောင့်နဲ့ပေါ်ကြီးလုပ်ငန်းတွေလုပ်ခဲ့တာအဲ့တော့ဒါကျွန်တော်တို့အဲ့အချိန်မှာဒေလိုပြက်ကွက်မှုတွေဖြစ်တဲ့နေရာမှာကျွန်တော်တို့ပြောခဲ့တာဆို ILO မှာလည်းတာဝန်ရှိတယ် ILO ကဒီဘက်ခေတ်မှာဆိုရင်သူတို့ကိုယ်တိုင်2012ကနေဒီဘက်ထိကိုသူတို့ယုံကြည်ရန်ကုန်မှာလာဖွင့်ထားတာပဲ ဖွင့်သားရဲ့သားနဲ့ဒီလိုကိစ္စတွေကိုဆောင်ရွက်ဖို့သူတို့တွန်းအားပေးဖို့နီလန်းပေါင်းဆိုတာသူတို့လုပ်လို့ရတာဒါပေမဲ့သူတို့လည်းတကယ်တမ်းကျတော့လက်တွေ့ကျကျသူတို့မလုပ်ခဲ့ဘူးဟိုသိုးတာက2021နောက်ပိုင်းမှာအိုင်အယ်လိုကလုပ်ငန်းတွေတော်တော်များများကိုရပ်ဆိုင်းလိုက်ကျွန်တော်တို့လုပ်သမားတွေနဲ့တွေးဖို့ဆုံးဖို့တော့မလွယ်တော့ဘူးဖြစ်သွားဖြစ်သွားပြီးတော့ကကြတော့သူကတီးချလို့ဖြစ်သွားဖြစ်သွားပြီးတော့မှဒီဟာကြီးထွက်လာတဲ့အခါကျတော့ကျွန်တော်တို့ကပြောချင်တာကတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒါနေနောက်ဆက်တွဲနိုင်ငံတကာအရေးယူမှုတွေဖြစ်လာတဲ့အဆင့်မျိုးဆိုရင်ကျွန်တော်တို့ကဘာကိုပြောခဲ့တာလဲလုံသမားအများစုလောက်ကင်နေတဲ့ တရားကျုပ်လိုလုပ်ငန်းတွေကိုမထိခိုက်ဖို့နော်။ဘာဖြစ်လို့လဲဆိုရင်လူတွေပေါင်းသိန်းပေါင်းများများစွာအလုပ်လုပ်ကြနေတယ်။အဲ့ဒီလူတွေကဒီနေ့စစ်ဖြစ်တဲ့နေရာတွေနီလန်းပေါင်းစုံနဲ့ရောက်လာကြတဲ့သူတွေလည်းပါတယ်နော်။အဲ့ဒီနေရာပြေသက်စွန့်ခွာလာတဲ့လူတွေလည်းပါ။အဲ့ဒီလူတွေအလုံးလည်းမဖြစ်သွားမယ်ဆိုရင်တော်ပြီအသက်ကလည်းအသက်25နှစ်ကနေ16နှစ်ကနေ25နှစ်ရွယ်ရှိတဲ့အရွယ်ကောင်းမိန်းကလေးငယ်တွေကအများစုဖြစ်တဲ့ကကြတော့ဟုတ်။ဟဲ့လားဟိုနေရာပေါင်းစုံထွက်ရင်းနေနေပေါ့နော်။လူကုန်မှုခံရတာတို့ဟိုရောင်းစားခံရတာတို့လူလိန်ခံရတာတို့ပြဿနာတွေအခုလည်းရှိတယ်။ ပို့ပြီးကျေပြန့်လာမှာဖြစ်တဲ့အတွက်အဲ့လိုဖြစ်သွားမယ်ဆိုရင်တော့တကယ်အရေးယူမှုကအဲ့လိုပိတ်ဆို့မှုအရေးယူမှုကသက်ဆိုင်တဲ့မလိုက်နာတဲ့သူတွေကိုနစ်နာစေတာတက်ဆိုင်ခွင့်ရဆုံးရှုံးတဲ့သူတွေကိုပို့ပြီးနစ်နာတာဖြစ်သွားတယ်တိကျအဲ့ဒါကြောင့်မို့ဒါတော့ဒီလုပ်ငန်းတွေမထိခိုက်ဘူးကျွန်တော်တို့ကဤကိုတင်ပြခဲ့တယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့အသေးစားနဲ့အလက်စားအငယ်စားလုပ်ငန်းတွေကိုမထိခိုက်ဘူးဒါပေမဲ့စိုက်ပျိုးငွေ့မြူလုပ်ငန်းတွေကိုမထိခိုက်ဘူးနိုင်ငံသားလုပ်ငန်းရှင်လေးတွေရဲ့အသက်ရှင်ရပ်တည်တဲ့လုပ်ကံတဲ့လုပ်ငန်းတွေမထိခိုက်ဘူးအဲ့တော့ချုပ်ပြောရရင်တော့ ြည်သူလူထုရဲ့စာဝေးနေတဲ့ယက်တိရုံးကန်နေရတဲ့ဒီလိုလုပ်ငန်းတွေကိုမထိခိုက်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောပြတယ်။ဟုတ်ဘူးဗျ။ကိုမမောင်တို့အဖွဲ့ကမဝင်ခင်တော့ကသူကနေပြီးတော့ပြည်ကမှာ FPUB ပေါ့ဗျာ။အဲသူတို့ဖွဲ့တယ်။ FPUB ကနေပြည်တွေကိုပြန်ဝင်လာတဲ့အခါကျတော့ FPUM ဆိုပြီးသူတို့လုပ်တယ်။လုပ်တော့သူတို့တမကအနေနဲ့ရှိကြတဲ့အလို့သမားဖွဲ့စည်းဥပဒေပေါ့ဗျာ။လို့သမားဖွဲ့စည်းဥပဒေရဆိုသူတို့ကဖွဲ့လို့မရအောင်ရှေ့ထွက်လို့မရအောင်ဖြစ်ဟိုဓမ္မတာကျွန်တော်ကျွန်တော်ဒါတွေဟိုအဲ့တုန်းကလည်းကျွန်တော်ပြောခဲ့ဘူးပါဒါဒါအလို့သမားဖွဲ့စည်းဥပဒေရဲ့ ဖွဲ့စည်းတဲ့ပုံစံလေးပေါ့နော်ဒီစာအုပ်ရဲ့ဖွဲ့စည်းမှုပုံစံဖွဲ့လို့မရဘာလဲဆိုအဲ့ဖွဲ့စည်းမှုကဘာလဲဆိုလို့ရှိရင်ဒီအလုပ်သမားတွေရဲ့အခြေခံအစစ်မှဆိုစက်ရုံအလုပ်ရုံနဲ့လုပ်ငန်းခွင်တွေအခြေခံအစစ်ကိုဖွဲ့ရအခြေခံဆိုရပြီးပြီးမှမျိုးနယ်အစစ်ကိုဖွဲ့ရရာဂိုင်းနှုံးလိုက်မျိုးနယ်အစစ်ပြီးရင်တိုင်းနယ်ပြည်နယ်အစစ်ကိုဖွဲ့ရတိုင်းနယ်ပြည်နယ်အစစ်ပြီးတော့ဟိုအဖွဲ့ချုပ်တွေဖွဲ့အဖွဲ့ချုပ်တွေဖွဲ့ပြီးတော့မှလုပ်သမားကြီးရဆိုတော့ခု CDM လိုဟာမျိုးပေါ့ဗျဖွဲ့ရအဲ့လိုဖွဲ့တဲ့နေရာမှာဒီအစစ်စစ်တွေကအဖွဲ့ကြီးရလွှဲရင်မျိုးစားတူပြတွေပဲဖွဲ့ရအဲ့တော့ကိုမောင်မောင်တို့က ြည်ပနေပြောင်းဝင်လာတယ်ဗျာဟိုဒါ61နောက်ပိုင်းမှာဒါတို့ကမှဖွဲ့တယ်88လောက်ကြားမှုကနေပတ်သက်ပြီးတော့ပေါ်ပေါက်လာတယ်ပြည်ပောက်ရောက်သွားတယ်ပေါ်ပေါက်လာတယ်ဖွဲ့တယ်တကယ်တမ်းကျတော့ပြည်ရင်းလုပ်ငန်းနေနဲ့တို့ကတုတ်ရှားခဲ့တဲ့ချိတ်ဆက်ခဲ့တဲ့အလုပ်သမားတွေမဟုတ်ဘူးအဲ့တော့ဒီဘက်ခေတ်မှာတော့ဗါလေ2011လောက်သမားဖွဲ့စည်းဥပဒေပေါ်လာတဲ့အခါကျတော့လောက်သမားတမကတွေကရသလောက်လေးအပြိုင်ဆိုင်ဖွဲ့ကြတဲ့ကြာပေါ်လာတဲ့အခါကျတော့တို့အနေနဲ့ဝင်လုပ်လို့မရဘူးဒါကြောင့်မို့လဲသူကဒီကိုမမောင်တို့ကဗါလို့လဲဆိုတော့ရှိရင်2014လောက်မှာနဲ့ဗမာပြည်ကို တော့တမကအထူးကိုတယ်ကင်တာနာလာကင်တာနာကကျွန်တော်တို့လည်းဖိတ်တယ်ကိုမမောင်တို့မဖိတ်ဘူးအလုံသမားသူနဲ့ပတ်သက်တဲ့အလုံသမားတမကတချို့ကိုဖိတ်တယ်ဖိတ်တဲ့ကကြတော့အဲ့ဒီအလုံသမားတမကတွေအဲ့နော်လုံသမားကိစ္စအောင်မပြောဘူးဒီလက်ရှိရှိတာတဖွဲ့စည်းရဲ့စနစ်ကိုဒီကင်တာနာအနေနဲ့ဒီတောင်းလဲပေးဖို့တမကတွေအဖွဲ့ချုပ်တွေပေါ်ပေါ်ကြီးအခက်အခဲတွေဖြစ်နေဆိုပြီးပြောတယ်ပြောရက်ခါကြတော့တကယ်တမ်းကြတော့ကင်တာနာလာတဲ့ကိစ္စနဲ့ကတော်တော်လွဲချော်နေတယ်ပေါ့အဲ့တော့သူတို့အဲ့ဒီကကြိုးစားတာမရဘူးအဲ့နောက်ကြတော့သူကဘာဖြစ်လာလဲဆိုတော့2015ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာသူတို့နဲ့တန်းကင်ဖွံ့ဖြိုးရေးအစိုးရနဲ့ကြားမှာကဟိုအပေးယူတခုရှိလာတယ်လို့ကျွန်တော်တို့ယူဆတယ်။ဘာကြောင့်အဲ့လိုကျွန်တော်ပြောတယ်လဲဆိုတော့အဲ့တော့ကျွန်တော်ကအလုသမားတွေရွေးချယ်တဲ့ကုံသမားကြီးကောင်စီရဲ့အလုသမားကိုယ်စားလှယ်ပြီးကျွန်တော်ကတာဝန်ထမ်းဆောင်နေတဲ့ဒုတိယတပ်တန်းကိုတာဝန်ထမ်းဆောင်နေတဲ့ကာလဖြစ်တော့ကျွန်တော်တို့ကနှစ်တိုင်းကျွန်တော်တို့ကဟိုအထက်ဘက်မှာပြီးအောက်ဘက်မှာပြီးတိုင်းနဲ့ပြည်နယ်ခုနှစ်ခုကိုဟိုတစ်ခုခွဲခွဲပြီးကျွန်တော်တို့ကပုံမှန်ဒီနှစ်ပတ်လေအစည်းအဝေးတွေလုပ်တယ်ပေါ့ဗျာအမှုကင်းဖြည့်ရှင်းရတာတွေတိုင်းနဲ့ပြည်နယ်တွေ့တဲ့ပွဲမှာကြတော့ ပြည့်တာစားမယ်ဝင်ကြီးကကျွန်တော်ဝင်ကြီးဝေးမြေကကျွန်တော်ကိုအဲ့မှာသူ့ဝိုင်းမှာဓမင်းစားခိုင်းရင်းနဲ့ဒုဝင်ကြီးတွေပါတယ်ညွန်ကျုပ်တွေပါတယ်တွန်းဝင်တွေပါအဲကျွန်တော်နဲ့သူနဲ့အနာကကျွန်တော်နားမှာလာထိုင်မှာပြောဆိုထိုင်ပြီးပြောစရာရှိလို့ကျွန်တော်ထိုင်တော့ပါပြောလဲဆိုတော့ကျွန်တော်တို့ရပြားတဲ့သူတို့ကိုလည်းကျွန်တော်တို့အွက်ကျုပ်လက်မှတ်ထုတ်ပြီးလိုက်တော့တယ်တဲ့ဆိုတော့ကျွန်တော်ပြောတယ်ဝင်ကြီးတို့အဲ့ဒါဥပဒေနဲ့မညီဘူးလေဥပဒေရဝင်ကြီးတို့ပြဋ္ဌာန်းတာကအစင်းစင်သောဟာတွေကိုလူ့သမားတွေကဖွဲ့ရမှာလေလို့အဲ့သူကပါဝင်ကြီးကပါပြောအာပြားတဲ့ခင်ဗျားတို့လူ့သမားတွေတို့အွက်ကျုပ်တွေပေါ်ရင်မကောင်းဘူးလား ကျွန်တော်တို့ကတစ်လျှောက်လုံးကျွန်တော်တို့ရက်တည်ချက်ကလုံသမားတမကများသည်အလုံသမားတို့ကိုအမှန်တကယ်ကိုစားပြုပါလွတ်လပ်ပြီးတော့အမိကိုကင်းရအောင်ဒါပြီးအဲ့ဒီပွဲချုပ်တွေကဒီမိုကရေစီနှိကြပေါ်ပါွားနောက်တစ်ချက်ကလုံသမားတို့ရဲ့ရေလိုရေရှိအကျိုးစီးပွားတွေရက်တည်ရမယ်ဒါကျွန်တော်တို့အခိုင်အမာရက်တည်တော့အဲ့ဒါနဲ့လည်းမကိုင်းညီဘူးအဲ့လိုမရက်တည်နိုင်ရင်လုံသမားတမကအစ်စ်မှလည်းမဖြစ်နိုင်တော့ဒါပေမဲ့ဘယ်လိုပဲပြောပါဗျာအဲ့ဒီစက်ငယ်ပွင့်မျိုးရဲ့ရွေးကောက်ပွဲနီးကန်နီးမှာသူတို့အဖွဲ့ကိုဖွဲ့ချုပ်လက်မှတ်ထုတ်ပေးလိုက်တယ် အဲနောက်တစ်ခွဲကိုလည်းအဲ့လိုပဲလုံသမားကြီးတွေကသူ့ပေါင်းဆက်ပေါင်းထုတ်လိုက်တယ်တခုလုံးကဥပဒေနဲ့မညီဘူးလို့ကျွန်တော်တို့ထောက်ပြခဲ့အဲ့လိုပဲသူတို့ဖွဲ့တဲ့အချိန်မှာသူတို့ဒီတကယ်တမ်းဥပဒေနဲ့အညီပေါ်ပေါက်လာတဲ့အကွက်ချုပ်ကြီးမဟုတ်ဘူးဒီမိုကရေစီနှိကြပေါ်ပေါက်လာတဲ့အကွက်ချုပ်ကြီးထုတ်တဲ့အတွက်ကိုသူတို့လည်းအပြိုင်ရိုင်းလုံသမားအဖွဲ့တွေကအများကြီးပေါ်ပေါက်နေတဲ့ခါကြအဲ့ဒါကြောင့်မို့သူတို့ကသူတို့အုပ်စုပြေကိုကျွန်တော်တို့ကကျွန်တော်တို့အင်အားနဲ့ကျွန်တော်ရက်တည်တယ်ရက်တည်တဲ့ခါကျတော့အဲ့ဒီတော့ကဆိုရင်သူတို့နဲ့မတူတဲ့အကွက်တွေကိုသူကသူတို့လက်ောက်ကိုဝင်ဆိုပြီးတော့လုတာမျိုးဆိုတော့ဘယ်သူကမှမဝင်ကြဘူးဗျာ ဝင်ကြတဲ့အခါကျတော့အပြိုင်ဆိုင်လေးဖြစ်လာတယ်တချို့ကိစ္စတွေမှာနောက်ပဲကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့လည်းကြမှာဘယ်လိုကိစ္စမှနောက်ဆုံးပြန်ပြီးတော့ဟိုလွတ်လွတ်နေဆိုတော့ကိုဗစ်ဖြစ်တဲ့ချိန်မှာတော့ဒါကတိုင်းပြည်တွက်လည်းအရေးကြီးတဲ့ကာလဆိုတော့အလုံးတွဲလောက်ကြမယ်ဆိုပြီးအဲ့တုန်းကပူပေါင်းဆောင်ရဲ့ကိစ္စတခုပဲရှိတယ်။အဲချုပ်ပြောရရင်တော့ကိုယ်စားလူတိုင်းကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းပြည်ကလုံသမားလှုပ်ရှားမှုတမန်ရအဲ1965ကနေဒီနေ့စုဆိုနှစ်ပေါင်း130ဖြစ်သွားပါတော့။အဲ့တလျှောက်လုံးမှာလုံသမားတို့ကိုကိုစားပြုတ်တဲ့လုံသမားအဖွဲ့ချုပ်ပေါ့သူကဘယ်တော့မှမရှိခဲ့ဘူး။ တော့တမားတို့ကိုပူသားပြုပါတဲ့နိုင်ငံလုံးဆိုင်ရာအခွင့်အကျိုးဆိုတာမာဆာလာခစ်နဲ့တော်လန်ဟင်းကောင်စီဖြစ်မှာပဲဟောပါလဲဆိုတော့ဟိုအတီကယ်တတိတတိနဲ့ပတ်သက်ပြီးတော့ဒီကိုမမောင်တို့ဘက်ကလှုံ့ဆော်မှုတွေကလောက်သမားတွေဘက်မှာကြရဲရိုက်တယ်ရိုက်တာကသူတို့ကိုထောက်ခံတဲ့ဘက်ကရိုက်တာမဟုတ်စက်ညင်တဲ့ဘက်ကရိုက်တာသူတို့တစ်လျှောက်လုံးပြောနေတဲ့ကိစ္စတွေကအလုံးစုံပိတ်ဆို့ရေးဆိုတဲ့ရှေ့ကနေနောက်ဆက်တွဲလာတာလာပြီးတော့ဒီလုပ်ငန်းတွေရုပ်သိမ်းသွားဖို့သူကိုယ်တိုင်လည်းပြောခဲ့တာသောသောကဗျာဟိုထဲချုပ်တွေကိုပြစ်မှတ်ထားရမယ်သူခစ်တက်မှသူပြောသွား အားကြတော့အထက်ကျုပ်လို့သမားကြီးကဘာပြောလဲဆိုဟာတော့ငါတို့လုပ်တွေပိတ်သွားအခုတော့မှငတ်နေရလုပ်တွေပိတ်သွားငါတို့ကဘာလုပ်ရမှာလဲဘယ်သွားမှာဟလာတချို့ကလည်းပြောတာဟောဗျာတချို့တွေဟာနှစ်လသုံးလအငတ်မခံနိုင်ဘူးလားဆိုတဲ့လူကလည်းရှိတယ်။ဓမင်းငတ်တာဆိုတရက်နှစ်ရက်လည်းငတ်မခံနိုင်ချင်းချင်းလေလုပ်သမားကတော့ရှင်းရှင်းပြောလို့ရှိဘာလို့ဆိုလို့ရှိဘလို့အချင်းနေဖြစ်နေဖြစ်နေတက်ရုံလဲုံနေပိတ်သိမ်းသွားတော့သူတို့မလို့လားအလုတ်ကင်တွေကရှားပါနေတယ်နေရာတွေကလည်းလုတ်ကင်လို့မရတဲ့ကာလပြပောက်လည်းအများကြီးထွက်နေကြတယ်လူတိုင်းထွက်နိုင်တာမဟုတ်ဟုတ်လားလူပေါင်း1000လောက်မှမလူ100 200လောက်ထွက်နိုင် နော်အကြံတဲ့လူတွေကအများကြီးတည်းမှာရက်တည်နေရအဲ့ဒါကြောင့်မို့ဘလိုနီးနဲ့ဖြစ်ဖြစ်အလုတ်ကင်တွေရက်သွားမဲ့လုပ်ငန်းမျိုးကိုလက်မခံဘူးဟိုသဘောမတူဘူးကျွန်တော်တို့ပြောတစ်ချက်လုံးကျွန်တော်တို့ကပွင့်ပွင့်လင်းလင်းပြောတယ်အမတရုတ်ပြည်မှာတော်လန်ရေးလုပ်တော့လဲကိုလို့လို့ရက်လောက်ရတာပဲဘယ်နေရာမှာဖြစ်ဖြစ်ခမင်းစားဖို့လူကရက်တည်ရတာပဲခမင်းစားတဲ့လမ်းပေါင်းတွေကိုပိတ်တာဘာအတွက်အကျိုးရှိလဲဘာအတွက်မှအကျိုးမရှိအဲ့လိုပြောလို့ဘလိုပဲဖြစ်ဖြစ်ဒီခြေနေကိုကျင့်နေနေသလားဆိုတော့လဲမဟုတ်ဟဲ့လားဓာတ်ကြီးတိုင်းပြည်ကြီးကိုလဲလုံသမားတွေကမကျင့်တတ်ဘူးဘာလဲဆိုတော့ လွတ်လပ်မှုတွေအခြေခံခွင့်ရေးတွေအများကြီးတော့ဒါဆုံးရှုံးနေတာပေါ့နော်ဟိုညာရေးညာတာတွားရေးလာရေးအစတွားရေးလာရင်ကပိုင်းနိုင်ခံတဲ့ကိစ္စတွေအစအလူမြင်ကမှလူရက်ခံတဲ့ကိစ္စကြအများကြီးဖြစ်နေတဲ့ဒီအခြေအနေကြီးကိုလည်းကျေနပ်နေတာဟုတ်ဒါကလုံသမားတွေပါဝင်ကျွန်တော်တို့ပြည်သူပြည်သားလုံးရဲ့သဘောထားဒါပဲပိုဆိုးလာတဲ့လုံသမားလူတို့ကိုထိခိုက်တဲ့လုပ်ငန်းမျိုးတွေဖြစ်လာမှာတော့ကျွန်တော်တို့ဘယ်သူမှသဘောမတူလုံသမားတွေလည်းသဘောမတူအခုကျွန်တော်ပြောနေတာပတ်ပတ်လည်းမှာလုံသမားဟိုလောက်ရှိတယ်အယောက်20လောက်ရှိတယ်အတိုင်းသားကဲဒါအားလုံးတာတီတူနဲ့ပတ်သက်ပြီးတုံးသက်တိပြချားတဲ့သတင်းလေးပဲဖြစ်ပါရဲ့နော် အဲ့တော့ကျွန်တော်မြန်မာပြည်ထဲမှာကတော့အခုချိန်မှာဆိုရင်တော်တော်လေးကိုကြက်တင်းနေတာဖြစ်နေပတဲ့ပေါ့နော်။သဘာဝရင်းနဲ့ပတ်သက်လာရင်တော့အထီးခိုက်ခံလို့မရတဲ့အခြေအနေဖြစ်ပါတယ်နော်။အဲ့တော့တခုခုဆိုရင်တော်တော်လေးကိုဒုက္ခရောက်သွားမဲ့အခြေအနေဖြစ်ပါတယ်။အခုတောင်မှမြန်မာပြည်သူပြည်သားပေါင်းတန်းတဲ့ချီကဒီဒါဒီငတ်မခေါင်ပါဘေးကိုစိုက်နေတာဖြစ်ပါတယ်နော်။ဒါအပြင်အခုမိုးရသည်မှာပေါ့နော်။တော်တော်လေးကိုဒုက္ခရောက်နေတဲ့အခြေအနေစစ်ကပ်ဘေးကြီးအကုန်ပေါင်းလိုက်တယ်ဆိုရင်တော့တော်တော်ကိုမလွယ်တဲ့အနေသားဖြစ်ပါတယ်။အဲ့ဒီပုံမှာတခုခုဆိုရင်တော့အရာအရာအားလုံးကပေါ့နော်။ဒုက္ခအကြီးကြီးရောက်သွားနေတာဖြစ်တဲ့ဖြစ်တဲ့အတွက်ပေါ့နော်။ဟို စစ်ကောင်စီကိုဒီလိုမျိုးဥပဒေချမှတ်တာဖြစ်တော့ညာလဲပေါ့နော်ကျွန်တော်ဒီပြည်သူလူထုတက်လက်ထည့်စစ်ဆေးပို့သုံးသပ်ပေးကြရဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီညအတွက်သတင်းတိစောက်ဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြရမြို့ပပြည်သူရောက်ဆိုင်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ်မင်းအောင်လည်းစစ်ပေးငလင်ပေးဘေးအနေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ